ီနိုဝုဒ်ဟာဟောလိဝုဒ်ရဲ့မျက်နှာသစ်တဦးဖြစ်ပေမဲ့ထူးခြားချက်တစ်ခုကတော့တကယ်လူသားတဦးမဟုတ်ပါဘူး။သူဟာဉာဏ်ရည်တု AI မီးပညာအကူအညီနဲ့ဖန်တီးထားတဲ့ပထမဆုံး AI တရုပ်ဆောင်ဖြစ်ပါတယ်။တီလီကိုဇူရစ်မြို့မှာကျင်းပတဲ့ရုပ်ရှင်ညီလာခံတစ်ခုမှာမိတ်ဆက်ခဲ့ရာကနေအငင်းပွားမှုတွေဖြစ်ပေါ်စေခဲ့တာပါ။ဟောလိဝုဒ်တရုပ်ဆောင်တမကကဒီလုံရက်ကိုပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ပြီးတော့လူသားတရုပ်ဆောင်တွေအတွက်ဓာတ်ရိုက်ချင်းချောင်းမှုတစ်ခုလို့ပြောဆိုခဲ့ပါတယ်။တီလီကိုရှီကိုယာလို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုကတီထွင်ဖန်တီးခဲ့တယ်လို့ဖော်ပြထားပါတယ်။ Screen Actor Gate တရုတ်ဆောင်တမကထုတ်ပြန်ချက်မှာရှင်းရှင်းလင်းလင်းပြောရရင်တီလီဟာတရုတ်ဆောင်တဦးမဟုတ်ပါဘူး။ဒါဟာခွင့်ပြုချက်နဲ့ရောခြင်းမပေးဘဲနဲ့ professional တရုတ်ဆောင်များစွာရဲ့တရုတ်ဆောင်မှုတွေကိုလေ့ကျင့်ပေးထားတဲ့ computer program တစ်ခုကနေထုတ်လုပ်ထားတဲ့ဇက်ကောင်တဦးပါ။ဒါကဘယ်ပြဿနာကိုမှဖြေရှင်းပေးတာမဟုတ်ပါဘူး။တရုတ်ဆောင်ချက်တွေကိုခိုးသုံးပြီးတော့တရုတ်ဆောင်တွေကိုအလုတ်လက်မဲ့ဖြစ်အောင်လုပ်တဲ့ပြဿနာ ်ဒေဥဆောင်တွေရဲ့အလုတ်ကင်ကိုချိန်ချောင်းနေပြီးတော့လူသားအမှုပညာရဲ့တန်ဖိုးကိုရှော့ချတဲ့ပြဿနာတွေကိုဖန်တီးနေတာပါလို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီလီကိုဖန်တီးသူတအူကတော့အရေးချင်းရှိတဲ့အေဂျင်စီတွေကစိတ်ဝင်စားမှုတွေရှိနေပြီးဖြစ်ပြီးတော့မကြမီသဘောတူညီမှုရနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဟောလိဝုဒ်ရဲ့နာမည်ကြီးပုဂ္ဂိုလ်တချို့ကတော့စန့်ကျင်နေကြပါတယ်။မင်းသမီး Emily Brand ကတော့ ဒီလီလို AI ဖန်တီးမှုတွေကိုကြောက်စရာကောင်းတယ်လို့ပြောဆိုခဲ့ပြီးတော့မင်းသမီးနဲ့ရုပ်ရှင်ထုတ်လုပ်သူနာတာရှာလိုင်ယွန်ကတော့ AI နဲ့ဖန်တီးထားမှုကိုကိုးစားပြုတဲ့ Belo Agency ကို မဆိုတရုတ်ဆောင်တမကားတွေကတပိတ်မှောက်ဖို့တိုက်တွန်းခဲ့ပါတယ်ခင်ဗျာ